အလုံးနဲ့ကပါ Big Entertainment ကလူစုပါလေ Big Entertainment ရဲ့ Cyber Mind Season မှာဒီနေ့အလဲကြလာတာတော့ဆိုင်းရွှေရောင်းရဲ့ Plains of Blue ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်တော်မူဖြစ်ပါလေဒီဇာတ်လမ်းလေးဟာ1939ခုအောက်တိုဘာလမှာထုတ်ရဲတူရီယာမဂ္ဂဇင်းမှာပါရှိထားတာဖြစ်ပါလေဤတန်စာပတ်တင်မြတ်များတွင်တွိုင်းလိုင်းလှူရှိုင်းနဲ့အစင်းတဲ့စာပတ်တို့နားဆင်နိုင်မဲ့စီစဉ်ကောင်းလေးတစ်ခုကိုဖန်တီးကားခြင်းဖြစ်ပါလေ

မောင်ပေါတို့သည်လေးဖြင့်၎င်းခေါင်းဖြင့်၎င်းအထက်မြင့်များပတာနေမှရုံုံမြို့သည်ယူလျှောက်အနှံ့အပြားရောက်ဖို့သူတို့ရောက်ဖြစ်လျက်၎င်းရဲ့ခွဲရှိလူငယ်များအားဒီတန်တရဘုဟုဒအကြောင်းများကိုဖြန့်မြူဝေငါပေးလိရှိသည်မောင်ပေါတို့မှာယူယူယူတယောက်ဖြစ်၍ညနေခင်းအချိန်ခါမှာရကြည်ကြံအောင်၎င်းတွင်ကာလာသားများအဖြစ်အကြံဝိုင်းဖွဲ့ကထိုင်လိရှိကြလျော် တနေ့တနေ့မောင်ပေါတုသည်မြမပြည်ကိုအနှံပြားတက်ပတ်ကြီးစုလူစီဖြစ်ပေါ်လာပြီးနည်းတငယ်ချင်းမိတ်ဆွေများနဲ့နှုတ်ဆက်ပြီးအိယာတလေဖားတလုံးနဲ့ငွေကလေး30ကိုအိတ်ထဲတွင်ချက်ပြီးအိမ်မထွက်ခဲ့ပြီးတော့ပြီးရစ်စိတ်သူရောက်တော့အောက်ရက်သူစုံမိအောင်လစင်းနဲ့အခန့်တင့်တူပြီးမောင်ပေါတုသည်ဝိုင်းလို့ဝိုင်းစားဖြစ်အဖိုးကမရှိပဲလိုက်ပါလာခဲ့ပြီးတော့ပြီးမြင်းညံသူဆက်ရတော့အခါ မောင်ပေါတူးသည်မြို့ပေါ်သို့တက်၍ရောက်တဲ့ရာရာဧည့်လေလာခဲ့ရာကုန်းမြင့်ဤတစ်ခုပေါ်သို့ရောက်သည်လင်အလွန်ခမ်းနားပြင့်နေစွာဆောက်လုပ်ထားသောအင်းကြီးတလုံးကိုတွေ့မြင်ရလေတော့ပြီမောင်ပေါတူးသည်ဝဲမောင်ဤမှာရက်တက်၍အင်းကြီးတိုင်မြိုက်သေးဝါခန့်ညားပုံများကိုကြည့်ရှုချီးမွမ်းနေရှိတယ်အင်းကြီးအထက်ပရဲမောင်မှာမိမိအားဆိုင်ရင်ကြည့်ရှိနေသောလူကြီးတစ်ယောက်နဲ့ ညနေ6:00ဆိုင်ဆိုင်မိကြလေတော့ပြီ။ဝီကြီးဒီမောင်ပေါတူဤပြက်လုံးကြီးကိုဆိုင်မိရမှာပြုံးရီပေါတူဟာအိမ်တွင်သူလက်ရက်ခုံငင်ဟာမောင်ပေါတူသူလည်းအံ့ဩသွားတယ်အိမ်တွင်သူဝင်သွားမိတယ်လို့။ဧကန်သူခံမိကြတော့ကဝီကြီးဒီတကားမပြောသေးပဲပေါတူဤညနေအောင်ကြည်ကတက်ပြင်းချလိုက်သေးတော့ပြီ။ပေါတူကမနိုင်ဤနူးရှိခဲ့တယ်။ကနေလုံးကျော်ဤဆုံးမဟုတ် စိတ်ကူးနေတယ်။လူလူကြီးကြီးတက်ပြင်းချလိုက်သည်ကိုအတန်ဦးလုံးသောအံ့ဩစွာနဲ့ငြိမ့်ကြည့်နေလျော့သည်။ထိုကလူကြီးသည်၎င်းအကျံဟုတည်ရနေ။မောင်ဒီအင်းကြီးကိုလိုချင်သလား။လိုချင်ပြီလားဗျာ။မမောင်ကြီးဘလောက်ပါတော့လဲ။အစိလောက်တော့ပါပါရဲ့ဗျာ။နေတဲ့ကူမောင်ကြီးလူဝင်မဲ့လက်တက်နိုင်ဦးသည်။ဒီလိုမောင်ကြီးဟောဒီပလင်းကိုငွေအစိမ့်နဲ့ချွတ်ရောင်းပါမယ် ဒီမလင်းကိုမောင်းဝယ်လို့ရှိရင်ဒီအိမ်ကြီးမကောက်ဘူးလူချင်းနဲ့ပြစီအားလုံးရနိုင်လူချင်းအောင်တောင်းတလိုက်ရတာပဲပြောပြီးပလင်းကလုံးထုတ်ပြနေတော့ပြီအောင်ပေါ်သူဒီပလင်းကိုကမ်းကြည့်ရာပလင်းမှာလေပင်ရှိရှိထိတ်ဝါချင်းချင်းအဖြူရောင်ရှိတော်လေအတွင်းပန်းနိုင်တက်တန့်ကဲ့သို့ရောင်မျိုးစုံကုန်မြုံတီတီကိုတွေ့မြင်ရလေတော့ပြီလူကြီးဒီမယုံမှန်ဟာရှိသော မောင်ပေါတူဤလက်တွဲမှာပရင်းကိုလိုက်၍တမန်တလေးမော်လိုက်ပေါ့ဤပြလေပရင်းဤမကွဲဝဲချက်ပေါင်ရဲ့သို့ခုံတက်လာသည်ကိုတွေ့ရလေ၎င်းတော့လူကြီးကဒီပရင်းနဲ့မှာဘလူးကောင်ရှိတယ်ဒီပလေးရှင်ဟာဘလူးကိုခိုင်းနေတာခိုင်းလို့ရတယ်ကြာအိမ်ကြက်ကြက်တိုက်ကြက်ကြက်လူကြီးနာရှိရင်ဘာမစူးတောင့်တလိုက်လို့ရှိရင်သူကကြောက်အောင်လုပ်ပြီးတော့တာပဲဒါနဲ့များကြီးကခမရရောင်းညင်ရသလားဗျာ ။ရောင်းရင်လည်းဆိုလူလူမောင်ကြီးချုပ်ကလည်းကြည့်ပြီ။ပလင်းကလည်းအသက်ရှိအောင်တခုမှသူမတက်နိုင်။ချုပ်လူချင်းသားလေးအားလုံးရကုန်ပြီ။သို့သောတခုချုပ်ဖွင့်ပြောစရာလိုရှိတယ်ဗျာ။ဒီပလင်းကိုမရောင်းမနဲ့လက်ထဲမှာထားပြီးတည်သွားခဲ့လို့ရှိရင်ပလင်းဆောင်လူကချွတ်ပြီးပလင်းရှင်ကပလင်းဆောင်လူဖြစ်ရရင်ဒီတော့ကဘလို့ရောမလဲဆိုတော့အရွယ်ကောင်းတော့မှာပဲဒီပလင်းတကူနဲ့စီစဉ်ခန်း ကြီးပြင်းလာလို့ဒီကန်ကြီးတော့ကြောင်းလိုက်တာပဲမောင်ကြီးခမရညာနေရတော့မဟုတ်ပါဘူးနော်ပေးစင်တဲ့တစ္ဆာပြီးပါမောင်ကြီးကိုင်းဒါဖြင့်ကျွန်တော်စကြည့်မယ်ဗျာပြော၍ဝီ25ချက်ကိုယူပြီးဝီရဖေးလိုက်တာပလင်းကိုတန့်ယူလိုက်လိမ့်မယ်ကဲပလင်းဆောင်လူကြီးငါ့ဝီ25ချက်အောက်ပြန်ပေးစမ်းပြောလိုက်တယ်နော်ဒီပြန်နေဘောင်ပေါတူကြီးအင်ကြီးတွင်းလိုက်25ချက်ရောင်မြေးလိုက်တာကြောက်နေပြီတော့ ဟာထားကြလိုက်တယ်ဗျာ။ကားထည့်ပြန်ရောင်းရင်ဘယ်လိုလုပ်အောင်လဲ။ကိုပေးဝယ်ထားတဲ့အဖိုးတဲ့ရှော့ပြီးရောင်းရတယ်ဗျာ။ကဲချုပ်တော့ဝစ်ချတော်ပြီးမောင်ကြီး။သွားပြီတော့သွားပြီတော့ပြိုပြိုဆူဆူနဲ့မောင်းထုတ်လိုက်လို့လေ။အောင်ပေါ်တွေ့သည်အဲဟောရင်ဝမ်းတာရင်ကျွမ်းမချင်းလို့ပြောဆက်ရင်ရှိသောစိတ်ဖြင့်လမ်းမဝတ်ရောက်လေရာစမ်းသက်ပြီးသောသောနဲ့တွေ့ချင်းမှာပလင်းကိုထုတ်၍အမ်ဘေရှိရင်းများတစ်ခုရဲ့တွင်ချထားခဲ့ပြီးတော့ ပေါတူးသည်တန်းလိုပြိလက်တင်းပြန်နေဒွေးဒီယုတိရဲ့လေးလာပြီးစမ်းကြည့်ရပလင်းကိုတွေ့ရတယ်လို့အင်းဟုတ်တုတ်တုတ်ပဲပေါတူးသည်အောင်းတို့ပြန်ရောက်လာတော့ကဆက်ယူမလိုက်တော့ရန်ကြံရှိတယ်နိအေးလေးနဲ့တကောက်ပေါ့ဘူးအောင်းမမယူခဲ့တယ်လို့၎င်းတော့ဝန္ဒလီဘူးစမ်းတော့ဂရုတင်းမို့ကိုသူတက်၍တညာလုံးစိတ်ကူးလေရာနောက်ဆုံးနိုင်ဝန္ဒလီမြို့ကောဝစိကန်ဒီအင်းကြီးတဆောင်ကြားယူသောဆန္ဒဖြင့်စူတောင်းရင် အပြိုချင်းသူရောက်ရှိသွားလေတော့သည်ပန်းလေးတို့ရောက်တည်နေတဲ့ပြိုင်ကျင်းတင်းမော့စိတ်သူရောက်တည်တယောက်တစ်ပေါက်တွေ့ပေါက်တူးဤအကိုမကြီးပြူကလေးနဲ့ဒီမလေးလို့ယမန်ညကလင်းကြီးမူကြီးကြချင်းကြောင့်တပင်ပြီးရေးဆုံးသွားပြီးပြေးချောင်းခီးရောက်ဆိုင်ပြောပြကြည့်လို့ပေါ်ပေါ်တူးဤအကိုမှာပစ္စည်းဥစ္စာအတင်းတင်းရှိသည်ဖြင့်မွေစားမရှိသည့်အတွက်မောင်ပေါက်တူးပင် အမွေဆက်ခံရလေတော့သည် ေါ့ကူကင်းဆောင်ရန်စိတ်ကူးထပ်သည့်နေရာမှာလည်း၎င်းရည်ကွယ်မျိုးကဖြစ်လေတော့သည်။နောက်တနေ့တွင်ပေါ်တူသည်အိယာမထ၍လက်ဖက်ရည်တောင်းနေစဉ်အာချင်းချင်းနှံဆောင်ရောက်ရှိလာရာစိုက်ကူဖောက်၍အင်္ဂလိပ်စာတပ်သူတစ်ယောက်ကပြတ်တနေရာရန်ကုန်စိန်လေကြားထိပထမဆုံးပေါ့ကျောင်းသိရှိရလေတော့သည်။ငွေတတင်းကျော်စုရရှိသောကြောင့်ပေါ်ကူသည်မိမိမိဆွေတယောက်ကိုခေါ်ကားအင်းဆောင်နေကြတယ်။အင်းကြီးညာနဲ့အထံသွားရောက်ကြရာ ။ဒီညနေရသည်အသင့်ရေးဆွဲထားသောအိမ်ပုံစံတစ်ခုကိုထုတ်ပြလေလို့။ပေါ့တုသည်ပုံစံကိုကြည့်လိုက်ပြီးပြန်နေ။မိမိစိတ်ကူးထားသောပုံစံနဲ့တက်သွေးမတိန်တူညီသည်ကိုတွေ့ရလေက၎င်းဟိုတိုင်ဆောက်လို့ရဲ့သဘောတူညီလေလို့။စွန့်ဝင်ထုတ်ပြီးတော့အခါပေါ့တုသည်အင်ဂျင်နီယာကူညီဖြင့်အိမ်တလုံးဆောက်လိုက်လေ။မကြာမီတွင်မှပင်ပြည်စည်းသွားပြီးမိမိရှူကောင်းများပြည့်ပြီးအားရဝမ်းသာဖြစ်မိလေလို့။ပေါ့တုသည် အင်းကြီးနဲ့လက်ရုံးယူသေးရှိအောင်ဆန်နီယာစားတော့အင်းတော်ပစ္စည်းများပွဲရံ့ပြီးစီကံအမြောက်များနေတယ်ကွာကြောချင်းစားနေထိုင်လို့ဒီအနည်းတိုင်းပေါ်တို့ဒီဤရဲ့တန်ကြားမိရောရည်တော်ပလင်းကိုလုတ်တရဲ့သတိရလာပြီးပလင်းထဲမှာထုတ်ပြီးခေခန်းတွင်တယောက်တည်းထား၍တန်လုံးကြည့်ရှုနေရရင်းငယ်သူကြည့်ရှုတဲ့ပလင်းငယ်တွင်ရှိသည်ဟူသောဘလူးကိုမြင်လို့စိတ်ကောဆန္ဒဖြစ်ပေါ်လာသည့်တကားတင့်တော်ပါမလားဟုပြီးတော့ဤတော်ကြီးနောက်ဆုံး၌ မိတို့ပြီးဖြစ်စီကမှုမြင်ရချိန်မှာကျင်းနေနိုင်မြို့တော်စီမှုဖြစ်ပေါ်လာ၏။အိုးပလင်းသောဘလူးမင်းကငါမြင်ဘူးချင်တယ်။ယခုချိန်ပြပါလော။နှုတ်မှဇူလိုက်ရို့။နောင်တခဏအတွင်းဘလူးသည်ပလင်းပေါက်မှပူပေါင်းပြီးမြင်မီညံ့နာကိုပေါက်တူးကပြလိုက်ရ။ပေါက်တူးမှာထိုးနေမှစ၍ခမင်းစားနိုင်တော့၏။တို့ရတွင်ငယ်ရွယ်တိတိဖြစ်သည့်အကြောင်းရဲ့နီးငယ်အတွင်းမှာပင်တဖြည်းဖြည်း စိတ်သက်သာရာရလာပြီးပေါတုသည်ရှိခဲ့သူလောလောဆယ်ဆယ်ဤတိုင်းပြန်လီတော့သည်တနည်းလိုက်ပေါတုသည်မြေကမ်းမတစ်ချောင်းလမ်းလျှောက်ထွက်လာသည်ရုပ်ဤချုံမွန်လှပသောတငယ်မတစ်ယောက်ကိုတွေ့၍ချစ်တင်းနှိမ့်ရွာမှာတမီးကြီးသောဘဝသို့လက်ရှိတာပြီးတငယ်မဤဖခင်သဘောတူညီကြညီကြနေမကြမီတွင်လက်ထက်မင်္ဂလာဆောင်နှင်းကြလီကုန်တော့၏ပေါတုသည်တွညံ့လိုက်ကြာမွေးငင်းဤယူကနဲ့တူဝင်သွား၏ မိမိကိုရုံးပေါ်မှန်းကြီးကိုကြည့်ရှုရာကျုပ်ရဲ့မျက်နှာပြတ်သွားလေတော့သည်ထို့နောက်မှန်းကြီးကိုချင်းကိုက်ပြီးတခြားကြည့်ရှုပြန်လက်ရပဲပေါင်းတွင်ဒီကော်လေးတစ်ခုထင်ရှားသာတွေ့မြင်ရလေတော့မျက်နှာပြတ်ရခြင်းအကြောင်းမှာအချို့သောနူနာဆွက်ကတ်တို့သည်မျက်နှာပေါင်းဆပြီးတော့တွင်ကျူးစွာအကွက်ကလေးများပေါ်ထွက်လာတဲ့ဖြင့်မိမိမှာလည်းငူရောမီထိမှတ်တော့ကြောင့်ပဲပထမ၌ပေါ်ထူသည်မိမိ မရမပွားရင်ဘူးချစ်ခင်တာတို့ကြောင့်လကောင်း၎င်းအားလောကမကုဆက်စေခြင်းကအကျဉ်လင်းရဖြစ်သူမြောက်တိမိကပဲပေါင်းတင်ဆက်ဆံခြင်းမပြုတ်ပါဘဲခွာရှင်းကဲ့ရန်ကြံဖြစ်လျော်အလယ်ုန်တရားချစ်ကြရသောမိမတရားဖြစ်သည့်တွင်ထုတ်ဘက်သူပြုတ်ခြင်းမှာမလွယ်ဘူးကကြီးသူပေသည်စိတ်ထဲ၌ချီလုံးချတော်ဖြစ်နေသည်ပလင်းကိုသတိရသည်မည်ဝတ်များကိုတခံဝတ်ဆင်ပြီးပလင်းကိုယူခဲ့၏ဤရှုခါတွင်သူပြောင်းဝင်လေပါသည်၎င်းတော်ပေါ်သူသည် ဟဲပလင်းဆောင်ဘလူးငါကူနိုင်ဆွဲကဆပ်ပြူနေတော့မူမာယောဂါကိုဒီခုချက်ချင်းကြောက်ကင်းအောင်လုပ်ပြီးတော့မိပီးလိုက်လို့နောက်တစ်ခဏနိုင်ပေါသူဒီမိမိပေါဝန်မှန်းလေးကိုကြည့်လိုက်ရာအစွန်အကွက်လေးမရှိတော့ဘဲချောမောတန့်ရှင်းစွာရှိနေလို့ပြီပထမနိုင်ပေါသူဒီအတိုင်းမီဒီဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့လို့သူရရင်ပလင်းဤအံဝယ်ပေါင်းလာတော့တကူးတက်တီမြောက်ကိုဆက်လက်စဉ်းစားမိရာပလင်းကိုမြောင်းစားပဲ တက်ချက်တွင်ထား၍တည်ဆုံးတော့ပါကအဝေစီငရဲ၌ခမ်းမိပေးဟုကွင်းတွင်ကွက်ကွက်ပေါ်လာလျော့သည်ပေါတို့၏မျက်စီတွင်ဒေဝကြီးများကိုခဲ၍အကျော်ခံရရာခြင်းများကိုကြောင်းဥကောင်းကိုကြွနှင့်ထက်ချင်းပဆိုင်နှင့်ပေါ့ခြင်းဆသောဝေနာမြင့်လူဟုဟောဒီဘုန်းနာကဲ့သို့ကွက်ကွက်ကွင်းလေးမြင်လာလျော့သည်မြင်လာသည့်အလျောက်စီထဲပင်ပူဆွေးဒုက္ခရောက်လာလျော့သည် တို့အတွင်ဒီချို့ပြီနောက်မင်္ဂလာဆောင်အခန်းဝနီးတွင်စောင့်နေသောရုပ်ရည်ချုံမအပ်ပါသည်မင်္ဂလာဆောင်ကားကြောင့်ပထမညနေကြိုတွေ့ရသောသူတို့သားသူတို့သမီးထုံးစံအတိုင်းပျော်ရွှင်နေသောစိတ်အာရုံဘက်သို့ပါသွားလေ၏လက်ထမီကားစကလမြချသောအချိန်ပင်သူတို့သားသူတို့သမီးတို့အတွက်ဘုံမမြင်ရေမြင်ပျော်ရွှင်ရသောအချိန်ပင်လောကရည်တကူလုံးကြီးတပ်ပုံကဲ့သို့ရောင်စင်းမရှိဘဲငွေ၆၆တွင်မြရသောလူများအတွက်ပင် စီအောင်ကိုခြေထားသောတောင်းဆုံးပကြီးကားကလေးသည်စူးစူးဖက်ဖက်စင်းစင်းနဲ့လည်းပြလာလျော့တလအချင်းကြုံလုံလက်တော်ဘတ်တူမှာပျော်ရှင်သောစီအာရင်များတဖြည်းဖြည်းယိုနေသွား၍ရေဝူကြီးများမီးရောက်မီးတဲ့များဓာလန်လက်လက်များဟုမြင်စပြုလာတော်သူသူကမှစပြီးဘတ်တူသည်ပြုံရင်းရေရင်းကြီးဆိုခြင်းစသောအပြုအမူများကိုတဖြည်းဖြည်းယောပတ်တာ၍နောက်ဆုံးတမန်မိုင်းကြည့်ကြည့်နေ ငေးလေရှိလျော်၏ဘပွားရင်သည်အမိယောက်ျား၏မှိုင်ငေးကင်းဝေးနေသောအမူအရာများကိုမြင်ရသောအခါအမိအားသဘောမကျသောအချင်းအရာတစ်စုံကြီးအားရှိသည်ဖြစ်၍ခွေးတော်၍ပြန်ဖန်ရန်ကမျက်ရည်ဆက်လက်ညီမိရှာတော်သည်ပေါတော်သည်ဘပွားရင်မျက်နှာမတရားဖြစ်ရှိမှုမြင်ရသောအခါတာ၍စိတ်မချမ်းမသာဖြစ်ရလျော်သည်နောက်ဆုံး၌ဘပွားရင်ကအမိ၌ဖြစ်ရှိတယ်ဖွင့်ပြောပါဟု ဝူယူကပြောဆိုရှာရရင် ပေါတုသည်မိမိဖြစ်ပျက်ကိုထင်ချန်သောအထင်တယောက်နဲ့တယောက်အထင်မြင်လွဲမြောက်ဖို့သာဣမြင်ရလေကပလင့်ရဲ့ထုတ်ပတ်မှာစပြီးအစအဆုံးပြောပြနေတော့သည်သူကမပွားရင်စီပလင့်ကိုစွန်အောင်ရောင်းရန်ခဲင်းမီမဟုတ်ကြောင်းပြောပြရာအာဘီဘီလီမကြမီအတွင်းတမျိုးတရားတို့ထွက်ရန်စီမံရလေတော့သည်အဘဲကြောင့်ဆိုတော့လူတိုင်းက ငွေဝယ်စီမောင်ဆာ၍ဤရှိသာရသော ပေါတုလက်ပြီးဤမြတော်အခုဆန်းသောပလင်ရှိမည်ဟုလူကြီးကြလည်းမည်မဟုတ်တော့ကြမည်ဤအဲ့နေ့တိုင်းပေါတုတို့လီမယားသည်ရွှေစကုံစီရီကို ခုမျော်ရတော့ကြမည်ဟုတရင်ထုတ်လို့ပြီးနောက်ပလင်ကိုရောင်းရအတွက်အကြံစီနှင့်ဒီမှထွက်ခဲ့တယ်လို့ဒီပြုရမျိုးဒီရောက်တော့အခါအမယားညှောက်လို့ပြီးဒီရင်ကြလုံးကိုအားရရင်စေကအမြောင်များနေတော့ခန္ဓာတိုက်နေစွာဒီထန်ကြလေတော့ ၎င်းတို့ဤချက်မှာလူကုံသူများဤစကားကိုလူများယူမှတ်တော့ကြောင်းမိမိကိုယ်တိုင်လူချမ်းသာညံ့ဖြစ်ပြီးတခြားသူတို့ထင်မှတ်စီရန်ဖြစ်နေလို့ဘောက်တူတို့မှာတိတ်တီပေါက်ထားပြီးဘင်းအကြခဏအတုံးချလေတော့ကြောင်းယူရတဲ့ဟုထင်မှတ်အောင်ရေးထိုင်ရန်ဝဲခင်းရင်းလာပြီးပြန်ကြီးငယ်ကြာ၍အခြေတရရှိတော့ကာ၎င်းတို့ရှိလူကြီးယူပေါင်းများပြီးဘောက်တူတို့ဤဒီမွေးဆက်ပွဲဖျားကိုယ်စုယူဝဲများတို့လာရောက်ကြသည်တော့ ကျူရကြပြန်တော့ခါ၎င်းတို့နေမိတ်ဆွေဖြစ်ကြလိတော့သည်ပေါတုသည်မိတ်ဆွေတင်များနဲ့နွမ်းပဟန်ရှင်ညကိုတယောက်စီဖိတ်ကိုရင်ပလင်းเจ้าကိုပြောပြပြီးဝရန်တိုက်တွန်းလိတော့ကျူကဤမြတော့တကူတက်ပြီးများရှိသောပလင်းကိုအဖုံးငွေ25ကျပ်များလောက်နဲ့ကြောင်းမီဆူရင်းကိုမေုံကြည်ဟန်းနဲ့ရဲမောကြလိတော့သည်တချို့ကလည်းအဝီသီးသွားမီဆူသောကြောင့်အောက်လန်းစရာဆွဆွဲရနေလိုသည်နောက်ဆုံး၌ပြည်သူမြေသားများသည့် အောင်လန်းစရာဒီဘူးတော့ဆွဆွချက်ကိုယုံကြည်ကြ၍၎င်းတွင်ပြန့်နှံ့ပြီးရင်ပေါတူးတို့လင်းများရှောင်းကွင်းခွာကြလေတို့ကလေးတဲ့အမြသည် မြင်းနှကောင်တဲ့ဘာဂီထားနဲ့တွားလေရှိသောပေါတူးတို့လင်းများဟုလက်ခုပ်လောဝါတီကတောင်းကြောင်းကြပြီးအချို့ကခဲညာနဲ့ပြစ်ခတ်ကြလေတို့သူဖြစ်ကအမြောက်နှစ်ယောက်တို့မှညောင်းလင်းသားဒီတိုင်းပလင်းရောင်းတော့မစွန်သည့်ပြေအညူတို့ခံရသည်စိတ်ညင်ညူးကြလေတို့နောက်ဆုံး၌ပေါတူးတို့သည် ခုမြို့မှာဆက်လက်နေထိုင်ရန်မဖြစ်တော့တဲ့အချားမျိုးတမျိုးတို့ပြောင်းရှိသွားကြလိမ့်တယ်။၎င်းမျိုးတွေတည်းပေါက်ထူးတယ်မိစီမပွက်ရဲဒီပဲပြည်မြိုက်ကြီးအကဲခဲကြီးရှိရရောထိုးကလေးရှိတဲ့ပလင်းကိုလက်မမလွတ်နိုင်ပဲတီးသွားခဲ့ပါကအဝီစီတို့ကြမပြီးဘူးစိုးရင်ပူပန်လက်တာမိုင်းနေတူဝီလျက်ရှိတော်နီးပေါက်ထူးမှာပလင်းကိုကြောင်းရခက်ခဲနေစဉ်းစားမိသည်ตาวิสิ่งนี้ขึ้นเลยดอกนี้ နောက်ဆုံး၌ကောတူမှာပိတ်နိုင်မစားနိုင် MMI 223ရှိရကလာရီဂျုံကြီးဖြုတ်တော့တဲ့ရှိလို့ပပောက်ရင်ဒီတနာချင်တာလို့ပြောရှိသည့်ဖြစ်ရင်ဒင်ကိုလေချစ်ခင်လာရကပေါတုကစိတ်မချမ်းသာဖြစ်ရရှာနေကုန်ပြီတခါတည်းရန်ပေါတုကမိမိကတာဝန်ယူဖြစ်နိုင်ခဲ့ရင်မိပွားနေခံမာတော့မြည်သူစိတ်ချမ်းသာနေပြပါစီတော့စိတ်ခုလီတော့ညတနိုင်ပပောက်ရင် တရားမှာအေးအေးလို့ခါကြည့်တော့ကပေါ့တို့ကမတွေ့ရပဲကရေနိနာချမ်းမော်ရင်စောင်းနေရှိတော့ပလင်းကူသာတွေ့ရလိမ့်တော့သူသူ့နောက်အေးအေးမှာထလာပြီးဝင်းနေတဲ့သူအဲ့လေရှာပွေတော့ကတက်ပြီးပြီးအောက်ပြင်လက်မှန်ချကခိုင်းနေတော့ပေါ့တို့ကိုတွေ့တယ်နိချော့မော့ကအေးအေးပေါ်သူခေါ်လာခဲ့တယ်လို့နိမပေါ်ရင်စိတ်ထဲ၌ငင်းဤဒုက္ခကိုကူညီ၍ခံပြီးလို့သောဆန္ဒသည်ကာလွန်အားကြီးတာလည်းရောသည်တနေ့တည်းမှာပေါ်ရင်ဒီအကြံတစ်ခုရတယ်နိ အိမ်မထွက်ခွာလာခဲ့ရာလမ်းကြီးမှာအဖိုးကြီးတစ်ယောက်နဲ့တွေ့ရတော့သည်အဖိုးကြီးမှာပန်းနာယောဂါချစ်သူနဲ့အပြင်အထံချောင်းဆို၏ချွေးများကြီးကြလေရှိရာမပွားရင်ကချောင်းဆူယောဂါကြောက်ချင်မှ ਈ တော့မိရတော့သည်အဖိုးကြီးကကြောက်ချင်ကြောင်းပြောလေတော့သည်ဒုက္ခမပွားရင်ကဘူပေါတုတတဲ့ရှိပလင်းအထုပ်ပတ်တီကိုတွေ့ပြရာဖိုးကြီးကချောင်းဆူမပြောက်ရင်ရှိပစီရောဝီစီတော့အကြမခံနဲ့ပြန်ပြောလေတော့သည် ်ဒုက္ခမပွင့်ရင်ဒီပေါတုတံမှာပလင်းကိုအကူကြီးကဝေယဘွားကလောကပျောက်ကင်းအောင်မကားအသုံးဖြူပြီးနောက်မိမိယာရောက်ရင်မိမိယာဝေယဖြစ်ကြောင်းပြောကြလိမ့်မည်သဘောတူကပလင်းဝေယထွက်ခွာသွားလိမ့်မည်အဘိုးကျူဒီပေါတုတံမှာပလင်းကိုအဖိုးငါးချက်နဲ့ဝေယပြီးဒီပြန်လာရမပွားရင်တလူရောက်တော့အခါချောင်းဆူရောကပျောက်ကင်းအောင်မကားအသုံးချပြီးမပွားရင်သူအဖိုးငွေဒီချက်နဲ့ရောင်းရတော့မည် ါပွားရင်ဒီပလင်းကိုပွက်ရင်ပြန်လာခဲ့ရရင်ဖြစ်သူပေါ်သူကပလင်းရောင်းဆုံမိဖြစ်ကြောင်းရှင်ပြုံးပြန်လဲရှိလို့ဒီဘူကနိုင်ကမှိုင်ငင်းရည်လို့မှာမဖွားရင်လေဖြစ်လို့ဒီပေါ်သူရှင်မြူးတလို့မဖွားရင်မှာစိတ်ညစ်ယူရတယ်လို့မဖွားရင်ကအလွန်ရှင်မြူးရဲ့ရှိသောပေါ်သူကအဖိုးကြီးကိုတနာဖို့ကလေးမရလေပြေမေးလို့ဒီပေါ်သူကသူတပည့်ရဲ့မိမိကြီးရရေးကြည်ရောရွှေမြူးလက်ပြတရိယာကြောင်း ံပြောတယ်ပေါတုသည်မိမိရှင်မြူးတကဲ့သို့မရှင်မြူးမှဖြစ်နေသည်တွေ့ရဟလက္ခဏာရှိသောမခွန်းရင်မြင်သောအခါစိတ်ထင်း၌မကြည်မကြမ်းဖြစ်သွားလျော်သည်ဟောကြားတရားလုံးဘွဲတော်ကြာသွားသည်ဝမ်းမခံနိုင်မဲပစိမ့်တည်ဖြစ်သည်သောအဖို့ကြီးရောက်တွင်ဤမြပူပန်သောကရောက်ရသည်တော်ဟုသောဘွားနှင့်ရှိလျော်သည်မိမိမြဘူးလေချင်းမောင်းတတ်သည်တို့ရာတွင်ဖြစ်စာရှိသောမခွန်းရင်ကြီးအဖြစ်ပြန်အားလုံးကို မှန်တိုင်းဖွင့်ပြခြင်းမရှိဘဲခေါင်းငုံမိတာခံနေရော့သည်တနေ့တနိုင်ပေါတူးသည်စိတ်ညစ်ညူးနေတော့မရနဲ့အတူဒီတိုင်းမှာကမိမိပါစိတ်ညစ်ညူးခြင်းခုဆက်လာမိတဲ့ဘောကိုသဘောပိုက်တယ်နဲခတ်လာ၍ရေဆန်ဆိုင်ပြီးမိတ်ဆွေတများနဲ့တောက်စားလျက်ကြီးကြလေတော့ဘူးလူစုနဲ့ထေလီချိုးကြီးဖြစ်ကြီးပြင်းလာတော့ရစ်ထုတ်ကြီးတယောက်လဲပါရှိတာဒီရက်တော့ရွေးလာတော့အခါ ောက်တူးမှာမိမိမိစုများထက်ရသောပတ်စံမှာကုံပွားကြောင်းသိရှိရတယ်လို့ကြီး။သူများတွင်မိမိမှာတောက်နေသူဖြင့်အိမ်ပြန်၍ပတ်စံယူမည်ပြောလျာရထုတ်ကြီးရဤများတော့လက်ပွားသော မိစေတယောက်နှင့်မခွဲလို့နေဖြစ်၍သူနှင့်ခေါ်လိုက်ပါမယ်။ပြောဆိုလာလိုက်ပါလည်းကဲ့လေလို့ဒီ။ပေါတူးနှင့်ရထုတ်ကြီးတို့ဒီရက်ဆိုင်မှာခောက်ကလာ၏။ပေါတူးလည်းရောက်တော့အခါရထုတ်ကြီးကလမ်းမှာစောင့်လိုက်စီပြီးပေါတူးတယောက်အိမ်ထဲသို့ဝင်သွားတယ်လို့။ဘဘွားရင်မှာ ခရင်မော်တွင်ပိုင်နေရမှာပလင်းသည်၎င်းနေရာတွင်ထောင်ရက်ရှိမပွိုင်ရမှုအိပ်ပြက်ဖန်များသောကြောင့်ငိုင်းမြင့်တဲ့ချီတီတော်သည်ပေါတူသည်ပလင်းကိုရသည်နှင့်ကြိုင်းနေမရ၏စိတ်ညစ်ခြင်းကြောင့်ကိုမိမိပေါ်၌စိနာကောင်းကြောင်းကေစေထားကြောင်းဖြူတို့ရပါစိတ်မောင်းပြီးသည်မြောက်ကိုကျူးကျူးမြတ်ဖြစ်ရသည်တော့တို့ရတွင်ဤသို့ပင်ဖြစ်စီအရက်ကိုဘွားအောင်သွားတော်အံပစ်သားရေအမွေမြောက်ကိုယူ၍ခြေပြားထောက်၍ထွက်သွားလေလို့ ရေထုတ်ကြီးနဲ့တွေ့တော့ကပေါက်တူးပြီးရေထုတ်ကြီးကပလင်းဤထုပတ်တီနဲ့တကွာမိမိမယားဤသဘောရာတီမားပုံကိုပြောပြပြီးပြီးတစ်ဖက်လေဤပလင်းကိုမဖိုင်းရထမဝေယူစီရန်စေလိုလက်တီလိုပေါက်တူးဤကျမရေထုတ်ဤလက်မှာပလင်းကိုမိမိကတဖန်ပြဲရီပွေရွံဖြစ်လေလို့ရေထုတ်ဒီမဖိုင်းရထမထွက်သွားဤမကြမီပလင်းကိုပိုက်ရပြန်လာလေလို့သူကပေါက်တူးက ဘလောက်ပေးရမလဲဟုမိလိုက်ရာသုံးချက်ပေးခဲ့ရခြင်းပြောသည်ဒါဖြင့်ကျုပ်ကနှစ်ချက်နဲ့ပြန်ရောင်းပြီးတော့တော်သူကပြောတော့ခါရထွန်ကြီးကဘလောက်ထူးဆန်းတဲ့ပလင်းကိုလူမိုက်မှသာရောင်းမှာပေါ့ငါတော့မရောင်းခင်ပေါ့သူကမရောင်းရင်အဝီစီကြမယ်ကြောင့်ပြောတော့ခါရထွန်ကြီးကမထုတ်ပါဘူးကွယ်ပလင်းရောင်းရောင်းမရောင်းရောင်းငါလိုကောင်းကတော့အဝီစီကလည်းဘဲမှသွားပြန်လည်းမရှိပါဘူးပြီးတူတူတော့ဝတေခင် ပျော်ပျော်နေကြတော့မှပေါတူကြီးပျော်ပျော်ဆူဆူနဲ့ခတ်တုတ်တုတ်လျှောက်သွားနေလို့တည်းရွှေရောင်းစောင်းစောင်းနားဆင်ကြရတယ်ဒီကနေ့အစ်ဒီမှာနောက်ောက်ဒီမှာပြန်နေဆုံးကြမယ်